အပေးနှင့်အယူလူနှင့်လူချင်းပေါင်းသင်းဆက်ဆံရေးတွင် အပေးအယူတွေရှိနေပါတယ်။တတ်နိုင်သမျှကိုကပေးချင်သူများဖြစ်ပါတယ်။သူကပေးလင်လဲဖြူစင်လင်ယူရန်လက်မနှေးသင့်ပါ။အပေးနှင့်အယူတွင် အနှောင်အဖွဲ့တွေက ရှိကောင်းရှိနိုင်ပါတယ်။လက်ခံနိုင်သည့်အတိုင်းအတာတစ်ခုဖြစ်လင်လက်ခံ ပေးနိုင်သည့်ပေးသင့်သည့်ပမာဏဖြစ်ပါက ပေးလိုက်ရုံသာ ဖြစ်ပါတယ်။အပေးနှင့်အယူတွင်ရိုးသားမှုတွေလိုအပ်ပါတယ်။အမှားတစ်ခုကို ပေးသူကပေးပြီးမှားမှန်သိလျက်လက်ခံရန်မဖြစ်သင့်ပါ။အမှားကိုတော့ဘယ်သောအခါမှလက်မခံရန်စူးစမ်းလိုက်ပါ။လူဆိုသည်မှာမိမိတွင် ပိုလာလျင်ပေးလှူရန်ဝင်မလေးတတ်ပါ။မရှိသူကို ပေးလှူခြင်းကိုလည်း မြင့်မြတ်သောအလှူတစ်ခုအဖြစ်မြည်သည့်ဘာသာတွင်မဆိုလက်ခံလေးရှိကြပါတယ်။ထို့သောပေးလူရာတွင်လည်းတစ်ခုခုကို ပြန်ရလိုစိတ်မရှိကြပါ။ဝမ်းသာပီတိကိုသာခံစားကြသည်ကများပါတယ်။အပေးနှင့်အယူတွင်မိတ်ဆွေတငယ်ချင်းတို့ကမိမိ၏အခက်အခဲကိုသိမြင်သဖြင့်ဖြူစင်စွာကူညီသည်လည်းရှိနိုင်ပါတယ်။မိမိကပြဿနာကို ဖွင့်ဟခြင်းမရှိ နားလည်မှုဖြင့် လာရောက်ကူညီမှုအားလက်ခံသင်ပါတယ်။အနာအဖွဲ့ကင်းပြီးစိတ်ကောင်းစေတနာနဲ့ကူညီမှုမျိုးဖြစ်လင်လက်ခံသင်ပါတယ်။သူ့အကူအညီအတွက်ပြန်ပြီးပေးရန်မလိုဟုပြောလျင်လဲသူ့ကျေးဇူးကိုမှရှိဘူးသောသဖြင့်ပြန်ပြီးဆက်နိုင်သည့်အချိန်တွင်ကျေးဇူးပြန်ဆက်ရန်ကိုမှတာဝန်တစ်ခုရှိသွားပါတယ်။ကျေးဇူးလဲအတင်မခံခြင်းကျေးဇူးလဲပြန်မဆက်နိုင်လင်အစကတည်းကမြင်ပယ်လိုက်သင်ပါတယ်။ အပေးနဲ့အယူတွင်စိတ်ထားဖြူစင်ခြင်းကအရေးကြီးပါတယ်။ရေအရာပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီပေါ့ကတ်ကို AC Original ရဲ့ Facebook, YouTube Spotify, Apple Podcasts တဲ့ platform များမှာနိုင်စင်နားဆင်နိုင်ပါတယ်။အခုလိုအဖို့တန်စာပေများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်နဲ့မောက်ခစာအုပ်တိုက်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ကျမကတော့ K ပါ။ကိုစီကိုငါကိုဒေတာ၌ပျော်စားဆက်ရာတတော်ဟူသည်များတို့သည်အိမ်မက်ရာမက် ကောင်းစွာမက်၍ နှစ်သက်ကြီးသားအိတ်ဆက်နိုင်ကြပါစေ။မင်္ဂလာကျက်သည်ရှက်ဝေလန်းသဖြင့်စမ်းပွင့်ကြကုန်သည်ဖြစ်၍ကောင်းစွာမိုးတောက်အလင်းရောက်လျက်ထမြောက်နိုးကြနိုင်ကြပါစေ။